မင်္ဂလာပါရှင့်ကဘာကျော်လီဗိုင်းစ်ဂျင်းပေါင်းမီဆိုတာနဲ့မတိတူမရှိတလောက်ပါပဲเนาะဒါပေမဲ့လေအဲ့ဒီဘောင်းဘီရဲ့နောက်ွယ်ကတကယ်ဇလံအစစ်ကဘာဖြစ်မလဲဒီနေ့မှာတော့ Biographics YouTube Channel ကတင်ဆက်ထားတဲ့ Levine Strauss The Creator of Blue Jeans ဆိုတဲ့ဗီဒီယိုကို အခြေခံပြီးတော့လေလူတိများတဲ့ Levine Strauss တယောက်တည်းအကြောင်းမဟုတ်ပဲအဲလူတိမတိတဲ့တီထွင်းသူ Jacob David ဆိုတာရှိသေးတယ် သူ့ကနန်နဲ့သူတို့နှစ်ယောက်ရဲ့ဟိုရှုပ်ထွေးတဲ့ဆက်ဆံရေးပြီးတော့ဂျင်းပေါင်းပြီးဘလို့ဖြစ်လာတယ်လဲဆိုတာ၄ကိုအတွင်းကကြဆွေးနွေးကြည့်ကြရအောင်ပါရှင်ဟုတ်ကဲ့ပါခင်ဗျဂျင်းပေါင်းပြီးဆိုရင်လူတွေက Levi's Strongs ကိုပဲပြေးမြင်ကြတာများတယ်ပေါ့ဒါပေမဲ့တကယ်ဆက်လန်းကအဲ့ဒါထက်ပိုပြီးတော့စိတ်ဝင်စားဖို့ကောင်းပါတယ်ဗျာအတ ିକ အလက်အပြောင်းကိုဖန်တီးခဲ့တဲ့သူကတကယ်တမ်းကြတော့အဖြုတ်တမားတယောက် Jacob David ယူခေါ်ပါတယ် 哦好啦ဒါဆိုအဲ့ဒီ Jacob Davis နေပဲဇလန်းကိုဆွရရကြရအောင်နော်အဲ1890ခုနှစ်လောက်ကနီဘာဒါဖီနဲ့ Reno မြို့မှာဗောသူအဖြုတ်ဆိုင်ကိုမျိုးသမီးတို့ရောက်လာတယ်သူခင်ပွဲအတွက်အချမ်းခံမဲ့အလုပ်ပေါင်းပြီးတစ်ထည်လောက်ချုပ်ပေးပါဆိုပြီးတောင်းဆိုတာသူယောက်ျားကတစ်ခုတ်သမားအဲကိုလုံးကိုပေါက်ကလည်းထွားတော့လေအလုပ်ပီစီနေအိတ်ထည့်ထည့်လိုက်ရင်ဘောင်းဘီကခဏခဏပေါက်ပြဲပျက်စီးနေလို့ဆိုပြီးပြောပြရတယ်ဟွန်းဒီမာရန်ဒေးဗီရဲ့ idea ကောင်းကောင်းပေါ်လာတာပဲခင်ဗျာသူက denim လို့ခေါ်တဲ့ခတ်ချမ်းချမ်းအပြာရောင်အထည်တစ်မျိုးလို့သုံးလိုက်တယ်။ပြီးတော့ချုပ်ယိုးနေရာတွေအထူးသဖြင့်အိတ်ကပ်ထောင်းတွေလို့အာဖိုးဆိုင်တဲ့နေရာတွေကိုလည်းမြင်ကုန်းနေတို့ဇာကျိုးတို့မှာသုံးခဲ့ကျင်းနေ rivet mud တတတလေးတွေနဲ့ဖောက်ပြီးတော့အာဖြေချိုးလိုက်တာ။အကြီးကကဟုတ်တယ် zip ဆိုရမပေါ်သေးဘူးဆိုတော့ဘောင်းဘီရှိကိုကျယ်တိတက် cloak button fly နဲ့မြှို့လုခဲ့တာပေါ့ အဲ့ဂျင်းနီရပ်ပမှုလေးတွေကဒီလောက်တန်အရေးပါသွားတာကိုတာမန်အချုပ်သမားကျောက်ရဲ့လက်တွေ့ကြတဲ့ဖြည့်ရှင်းနည်းလေးကကပားကျော်ပစ္စည်းတစ်ခုဖြစ်လာဖို့မျိုးစေးလေးဖြစ်သွားတာပဲနော်ဆိုတော့အဲ့ဒီဘောင်းမီတွေကရင်တော်မျိုးကအလုပ်သမားတဲ့ရှားမှာချက်ချင်းမဲ့နာမည်ကြီးသွားတယ်ဆိုပါတော့ဟုတ်ပါတယ်မားတဲ့သူတွေတားများလာတော့ဒေးဗစ်တယောက်ထဲနဲ့မနိုင်တော့ဘူးအထူးသဖြင့်ဒေသခံကွန်မြူနတီတစ်ခုကသူတို့ဝန်ထမ်းတွေအတွက်အရေးအတွက်အများကြီးလာမတဲ့ခါကြတော့လीသူမ ကုန်ကျန်းကုန်ပန်ပေးထွင်းနိုင်မဲ့သူတယောက်ယောက်စီအကူအညီတောင်းဖို့စဉ်းစားလာရတယ်။သူ့ရဲ့ပုံမှန်ကုန်ကျန်းဝယ်နေကြဆိုင်ကတော့ San Francisco မြို့မှာရှိတဲ့အထည်လိမ့်နဲ့အချော့ကုန်လကားရောင်းဝယ်သူ Levi's Strauss ပဲဖြစ်နေတာပေါ့ဗျာ။ဒီနေရာမှာတဲ့ Levi's Tie Yokes ရဲ့စီးခွားရေးမရှိခြင်းမူပေါ်လာပြီဆိုရမှာပေါ့နော်။သူအဒီ rapid mutter အချမ်းခံပေါင်းမိတွေကိုအများအများချုပ်လို့ရောင်းချရင်အလားအလာကောင်းတဲ့ဆိုရချက်ချင်းမြင်လိုက်တယ်။တန်းနဲ့ Jacob David ကိုဆက်သွယ်ပြီးတော့ ီကြီးချွတ်မှုအတွက် mobile ခွင့်ကျင်ကြရအောင်ဆိုပြီးကန့်လန့်ခဲ့တာပေါ့ဟုတ်ပါတယ်သူတို့နေရာပူပေါင်းပြီးတော့ mobile ခွင့်လျှောက်ကြတယ်တခါတည်းနဲ့တော့မရဘူးယအချင်းချင်းစ조사ပြီးတဲ့နောက်1883ခုနှစ်မေလ20ရက်နေ့မှာတော့ improvement in fasting pocket openings ဆိုတဲ့ခေါင်းစဉ်နဲ့ mobile ခွင့်မှာ139,221ကိုရခဲ့တယ်အဓိကတော့အိတ်ကဖွင့်နေရာတွေကိုအဲ့ဒီ chainy rapid mood layer နဲ့ခိုင်ခန့်အောင်လုပ်တဲ့နည်းပညာအကပေါ့အဲ့ဒီနောက်မှာတော့ ဆန်ဖရန်စစ္စကိုမှာစေယုံဖွင့်ပြီးဘောင်းပြေတဲ့စတင်ထုတ်လုပ်ခဲ့ရတယ်။ဒါဆိုသူတို့ကအမ်တန်တူရဲ့ဂျူမိတ်ဖတ်တယ်တော့မဟုတ်ခဲ့ဘူးမို့လူတော်များများထင်ထားသလိုမဟုတ်ဘူးဆိုတဲ့သဘောလား။အာတိတိကျကျပြောရင်တော့မဟုတ်ခဲ့ပါဘူးခင်ဗျာ။ဆာထရိုက်စ်ကကွန်မဏီလေဗိုင်းစ်ရော့စန်ခူးကိုပိုင်းဆိုင်နေသူဖြစ်ပြီးတော့ဒေးဗစ်ကတော့အလုယုံကြည်ချက်သူဖော်မန်အဖြစ် အစာပိုင်းမှာခန့်တယ်။နောက်ပိုင်းတော့စေယုံမန်နေဂျာဖြစ်လာတာပေါ့။ဆိုတော့စီဝါရဲ့ရာတော့ ဆာထရိုင်ယက်ကအဓိကပိုင်းရှင်ဒေးဗစ်ကတော့တီးထွန်သူနဲ့ထုတ်လို့ရတောင်းဝန်ခံဆိုတဲ့ပုံစံမျိုးဖြစ်ခဲ့တာပါ။အော်နားလည်ပါပြီရှင်။သူတို့ထုတ်တဲ့ပေါင်းမီကိုအစပိုင်းမှာ waste overalls လို့ခေါ်ကြပြီမဲ့ဝယ်တဲ့သူတွေကိုယ်တိုင်က Levi's လို့ခေါ်ခဲ့ကြတယ်ဆိုတော့လည်းစိတ်ဝင်စားစရာပဲเนาะ။ဒီနေ့အထိအဲ့ဒီနာမည်ပဲတွင်ကြံရစ်ခဲ့တာ။နောက်ပြီးအဲ့ဒီ1883မှာပဲ David ကနောက်ထပ်အမက်အသားတစ်ခုကိုဖန်တီးခဲ့တယ်လို့ဆိုရဲ။ဟုတ်ကဲ့။အဲ့ဒါကတော့ Levi's ဂျင်းပေါင်းမီရဲ့ နောက်အိတ်ကေပေါ်မှာလီမော်ယောင်ချီကျုံနဲ့နှစ်ထက်ချုပ်ထားတဲ့လက်ခန်းခွေပုံ တချို့ကလည်းငက်တောင်ပန်းပုံလို့ပြောကြတယ်ဒီဇိုင်းအခွေဒီဇိုင်းပါပဲဒါကို1883မှာပဲကိုအမတ်တန်စိတ် trademark အဖြစ်မပုံတင်ခဲ့ပြီးတော့အခုချိန်ထိကဘာအမတ်မီဆုံးကိုအမတ်တန်စိတ်ဒီဇိုင်းတွေထဲမှာတခုအပါဝင်ဖြစ်နေတော့ပဲခင်ဗျာဟုတ်ကဲ့ Jacob Devie ရဲ့အရေးပါပုံကိုရှင်းရှင်းလင်းလင်းမြင်လာပါပြီ ဒါဆိုရင်လူပိုတိတဲ့ Levi's Star ရောက်ရဲ့နောက်ခံသမိုင်းကိုနည်းနည်းလောက်ကြည့်ကြရအောင်။ तू ကဂျာမနီကနေအမေရိကန်ကိုရွှေ့ပြောင်းလာတဲ့သူနော်။မှန်ပါတယ်ခင်ဗျာ။ तू ရဲ့မူရင်းနာမည်က Luke Strauss ပါ။1926ခုနှစ်မှာအဲ့တုန်းက Bavaria အခုဂျာမနီနိုင်ငံပေါ့။အဲ့ဒီက Battenheim ဆိုတဲ့မြို့လေးမှာမွေးတာ။နောက်ပိုင်း Battenfly ချင်းဆောင်နာမည်ကြီးလာမယ်သူက Battenheim မှာမွေးတာတော့တိုက်ဆိုင်မှုတစ်ခုလို့ပြောရမှာပဲလေ။သူကဂျူမီသားစုကလာတာဖြစ်ပြီးတော့ ဲ့ဒီခေတ်ဂျာမနီမှာဂျူးတွေပေါ်ခွဲခြားဆက်ဆံမှုကကြီးခဲ့တယ်ဗျဥပမာနေထိုင်ခွင့်ကန့်တတ်တာတော့အခွင့်ပိုကောက်တာတော့ပေါ့သူမိသားစုမှာအထည်အလင်းလုပ်ငန်းနောက်ခံရှိခဲ့တယ်ဆိုတော့အမေရိကန်ကိုပြောင်းလာတာကအထူးကစီဝါရေးအခွင့်အလမ်းရှာဖို့ဖြစ်မယ်နော်ဟုတ်ပါတယ်အထူးကတော့အဲ့ဒီသဘောပါပဲသူအထည်ကွန်သေးပေါ့သူဆုံးပြီးတဲ့နောက်တောင်းရှိရ46မှာလီဗိုင်းယာသူမင်းရဲ့ညီမတွေကညီရော့ကိုကြိုးယောင်နေတယ်သူအကိုတွေရှီလိုက်လာကြတယ် နယူးယောက်မှာအကိုရဲ့လက်ကာအထယ်လေးဖြန့်ချေလုပ်ငန်း G Strauss and Co မှာဝင်လုပ်တယ်။အင်္ဂလိပ်စာသင်တယ်။ပြီးတော့လှဲ့လေရောင်းချသူ itinerant peddler or drummer အဖြစ်နဲ့အတွေ့အကြုံယူခဲ့တယ်။သူနာမည်ကလည်း American တွေအတန်ထွက်ရလွယ်အောင် Loop ကနေ Levine လို့ပြောင်းခဲ့တာပေါ့။အဲ့ဒီကနေအနောက်ဘက်ကန်ယိုတန်းကိုရောက်ဘလို့ရောက်သွားတာလဲရှင်။ကယ်လီဖိုးနီးယားရွှေတူးပေါ်မှုနဲ့ဆက်ဆက်နေတယ်လို့သိရတယ်။ ဟုတ်ပါတယ်ဆက်ချီနာဆက်ပြီးနေတဲ့လွန်မှာကယ်လီဖိုးနီးယားမှာရွှေတွေတွေ့တယ်ဆိုတဲ့သတင်းကတနိုင်ကန်လုံးကိုဟိုးလေးတကြော်ဖြစ်သွားရောလီဗိုင်းကတီမအခွင့်လန်းကိုမြင်တယ်ရွှေတူးတဲ့သူတွေများလာလေသူတို့ကိုလိုအပ်တဲ့ PC PC ရတယ်ဥပမာပေါပြားတို့အဝတ်အထည်တို့တဲတို့ရောင်းရလေပဲဆိုတဲ့စီမားရေးအမြင်ရှိခဲ့တယ်ဆိုတော့1853မှာမိသားစုကသူ့ကိုဆန်ဖရန်စစ္စကိုမှာလုပ်ငန်းခွဲသွားဖို့တောင်းဝန်ပေးလိုက်တယ် သူက1854မှာ San Francisco ကိုရောက်သွားပြီး Levine Strauss and Co ကိုတည်ထောင်ခဲ့တာကောအစကပိုင်းမှာတော့သူကဂျင်းပေါင်းပီတန်းထုတ်တာမဟုတ်သေးဘူးနော်လက်ကပဲရောင်းတာမှန်ပါတယ်ခင်ဗျာအစပိုင်းမှာသူကနယူးယောက်ကသူ့ကိုယ်ဒီစီကပို့လိုက်တဲ့အထဲလိတ်တွေအတုံးဆောင် PC တွေကို San Francisco နဲ့အနီးတစ်ဝိုက်က Lily ဆိုင်တွေကိုပြန်ဖြန့်ဖြူးရောင်းချတဲ့လက်ကားသမားတက်တက်ပါပဲနောက်ပိုင်းကျမှ Canvas တို့ဘဲကွမ်းထည်လို့ခေါ်တဲ့ခကြမ်းကြမ်းဝါကွမ်းထည်တွေနဲ့ တဲတဲ့ကုန်တင်ရင်အဖုံးဒီအလုတ်သမားဝိပောင်းပြီးတချို့ကိုတော့ကိုတိုင်ထုတ်လုပ်လာတယ်။ဒင်းနဲ့အထဲကိုလည်းလကားရောင်းခဲ့တယ်။ဟိုဂျေကော့ဒေးဗစ်နဲ့မတွေ့ခင်အထိပေါ့လေ။ကဲဒါဆိုဇလန်ထက်ကနောက်တယောက်ဂျေကော့ဒေးဗစ်စီခဏပြန်သွားကြည့်ရအောင်။သူကရောဘရိုနောက်ခံကလာခဲ့တာလေ။ဂျေကော့ဒေးဗစ်က1830မှာလက်ဗီယာနိုင်ငံရီဂါမြို့မှာမွေးတာပါ။မူရင်းနာမည်ကယာကော့ယူဖစ်စ်တဲ့။သူလည်းဂျူးလူမျိုးပဲ။ အချုပ်ပညာတက်မြောက်ခဲ့တယ်။ဆက်ချူငါးထွေလေးမှာနယူးယောက်ကိုပြောင်းလာပြီးနမည်ပြောင်းခဲ့တယ်။အမေရိကန်မှာတော်တော်နေရာဆုံးကကျောင်းရှိအရိုးလုပ်ထည့်ဘူးတယ်ဗျ။ရွှေတူးတာကစဆေးပင်လက်ဆိုင်ဖွင့်တာအထီးပဲ။နောက်ဆုံးဆက်ရှိ68မှာမှာ ရီနိုမျိုးမှာ အခြေချပြီးအချုပ်ဆိုင်ဖွင့်ဖြစ်သွားတာ။အဲ့ဒီမှာပဲမီရာဘာလန်ဖောက်လို့ရေးအတက်ဒဲဒီကုန်တင်ရအဖုံးတွေချုပ်ရင်းနဲ့ ခုနကပြောတဲ့ချုပ်ရိုးတွေကိုခိုင်ခန့်အောင် revert မတုံးတဲ့နေ့ကိုစပြီးတည်ထွင်ခဲ့တာဖြစ်ပါတယ်ဒီလိုနောက်ခံနေသေးရတော့သူတို့နေရာရဲ့ပူပေါင်းဆောင်ရွက်မှုကတကယ်ကိုအရေးပါခဲ့တယ်ဆိုတော့ပုံပြီးပေါ်လွင်လာတယ်နော် DV ရဲ့လွတ်တွေ့ကြတဲ့တည်ထွင်မှုရဲ့ Strauss ရဲ့ဖြင်းချီကြီးခွန်ရဲ့ CY ရဲ့အရင်ကြီးပေါင်းဆက်လိုက်တဲ့ခါမှာအောင်းနေမှုရလာတော့ဗောတီးကြတော့ပဲခင်ဗျာ Levi Strauss and Co ဟာ လကအယံချသူဘဝကနေ Dinin Bombi ထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်တစ်ခေတ်ပြီးအသွင်ပြောင်းလာတယ် ဒေးဗစ်ကဆန်ဖရန်စစ္စကိုဆက်ယုံမှာထုတ်လို့ရီကိုဦးစီးခဲ့တယ်။သူတို့ပေါင်းပြီးရအမသားတွေကလည်းတစ်ခုပြီးတစ်ခုပုံပေါ်လာတာပေါ့။ဟုတ်တယ်ရှင်။ခုနပြောခဲ့တဲ့ Now အိတ်ကတ်ပေါ်ကလက်ချမ်းပုံဒီဇိုင်းအဖြစ်နိုင်ထဲဟိုအငယ်လေး Watch Pocket နောက်ပိုင်းကျတော့ Fifth Pocket လို့ခေါ်လာကြတယ်။ပြီးတော့ရှေ့ဘက်ကခလုတ်တန် Button Fly စိတ်ဝင်စားစရာကောင်းတာကအစောပိုင်းပေါင်းပြီးတွေမှာ carpet တက်ဖို့ queen bot loops ပပသေးဘူးဆိုတာပဲအဲ့ဒီခေတ်ကလူတွေကဖခုံးကျိုးတိုင်း suspenders ပဲအဓိကဝတ်ကြတော့အဲ့ဒါ check ဖို့ခြေသီးတွေပဲပါခဲ့တာဒီမူလဒီဇိုင်းကို lot number 501လို့690မှာတတ်မှတ်ခဲ့တယ်ဆိုတာလည်းမှတ်သားစရာတစ်ခုပါပဲစိဝတ်ချက်တွင်တဲ့နေရာမှာလည်းသူက passion ကိုဥတီခဲ့တာမဟုတ်ဘူးယအလောက်ချမ်းသမားတွေပေါ့တတ်တူတွင်လုတာတက်ခုတ်သမားလေသမား နော်မွေမူရဲ့ချမ်းကောင်းပိုင်းတယ်အဲ့ဒီလိုလူတွေကိုပဲအဓိကပြစ်မှတ်ထားခဲ့တယ်ခိုင်ခန့်တယ်အကြမ်းခန့်တယ်ဆိုတဲ့ရည်တွေကိုပဲအသားပေးကြညာခဲ့တာအစားပိုင်းမှာတော့တဆင်းစာကတဆင်းနာနဲ့ပြန်သွားမယ်နောက်ပိုင်းမှာတော့လီပိုင်းကသူ့ရဲ့အယောင်ကိုစားလေတယ် drummers တို့ကိုတော့သုံးပြီးတော့တနိုင်ငံလုံးနောက်ပိုင်းကဘာအထီးဖြန့်ချစ်ခဲ့တာပါ ဒီနေ့ကမှ denim နဲ့ jeans ဆိုတဲ့စကားလုံးတွေရဲ့အရင်းမြစ်ကိုလည်းခဏပြန်ပြောပြတင်တယ်ထင်တယ်နော် denim ဆိုတာကပင်သစ်နိုင်ငံ nims မြို့ကအထက် search denims ကနေလာတာ jeans ဆိုတာကတော့အီတလီနိုင်ငံ genoa ကတံပေါ်သားတွေဝတ်တဲ့ bombi genoese trousers ကနေစဉ်သက်လာတယ်လို့ယူဆကြတယ်ပေါ့ဟုတ်ကဲ့အလို့ဝတ်စုံ fit စတင်ခဲ့ပြီမြဲဒီ bombi ဒီမှာမညော်လင့်ထားတဲ့ဆွဲဆောင်မှုတွေရှိလာတယ်ဗျာပထမဆုံးတစ်ချက်က တတောင့်တသာရှိမှုပဲဒင်းနင်သားကဝစ်လီလီပူပြီးနူးညံ့လာလေလေပဲဝစ်စနဲ့သူ့ရဲ့ကိုလုံးနဲ့တသားထဲကျလာတယ်ဟိုအစာပိုင်းကအလုံးဝဆုံမှာတုံးတဲ့ back quant hair duck cloth လို့မာဂျော်တောင်းတင်မနေဘူးဒုတိယကတော့အကျန်းခံမှုပေါ့နဲ့နဲ့ချီပြီးဝတ်လို့ရတယ်ဟုတ်တယ်အယောင်မွင့်ရင်တော့တာနည်းနည်းဆုပ်ပြဲလာတာကိုအပြစ်လို့မမြင်ကြတော့ဘူး အဲ့ဒါကိုဝတ်စင်သူရဲ့အတွေ့အကြုံခရီးကျန်းဖြစ်သွဲမှုရဲ့လက္ခဏာတစ်ခုလိုတောင်သဘောထားလာကြတယ်။နောက်တစ်ချက်ကတန့်ရှင်းရေးလျှို့ရလွယ်啊။ဒါကတော့နင်းနဲ့အငင်းပွားစရာဖြစ်နေပြီမဲ့လေ။ဒီနင်းကိုခဏခဏလျော်စရာမလိုဘူးဆိုတဲ့အယူဆကတော်တော်ကျင်းကျဲပြန့်ပြန့်ရှိခဲ့တယ်ဗျာ။ကုမ္ပဏီရဲ့တရားဝင်မဟုတ်တဲ့အကြံဖြူချက်ကလုံးဝမလျော်ပါနဲ့ဆိုတာမျိုးအထီးတောင်ရှိခဲ့ဘူးတယ်။ Level CEO ထိခဲ့တဲ့ Chip Burke ကိုတိုင်းကသူ့ကြိုက်ဆုံးကျင်းကိုနင်းနဲ့ချီမလျော်ပဲဝတ်တယ်လို့ပြောခဲ့တာတော်တော်နာမည်ကြီးသွားစေတယ်။ ဟေးဒါကမတော်တော်ထူးဆန်းနေနော်တကယ်ပဲမလျှော်ပဲဝစ်လို့ရတလားရှင်အာတစ်ပန်နေကြလေးလံမှုတချို့ရတော့နေစဉ်ဝစ်စဉ်ရင်တောင်မှရသက်တပတ်အနေမြဲကြရင်ဗတိယပမာဏကအန်တီရရှိတဲ့အဆင့်တီမရောက်ပဲတည်ငြိမ်သွားတယ်လို့ဆိုပါတယ်ဆိုလိုချင်တာကတော့လေးဝင်လေးထွက်ကောင်းအောင်ထားမယ်ဆိုရင်ခဏခဏလျှော်ဖို့မလိုလဲဖို့ပေါ့အဲ့ဒီလိုမလျှော်ပဲထားလေပေါင်းပြီးကပိုးပြီးသူ့ပုံစံနဲ့သူဖြစ်လာလေဆိုတဲ့အယူဆကဂျင်းဂျင်းကြီးမှုရဲ့တစ်စိတ်တစ်ပိုင်းလိုဖြစ်လာတယ် ဒါကြောင့်လဲနစ်တရာကျော်တတန်းရှိနေပြီဖြစ်တဲ့ဂျင်းပေါင်းပြီးအဟောင်းတွေကိုစွန့်ပစ်ထားတဲ့တတူတွင်းတွေလေးကပြန်ရှာတွေ့တဲ့အခါမှာတော့ဝစ်ဆန်လွန်ရာနယ်တဲ့အချိန်မှာရှိနေတာမျိုးလေးတွေ့ရတာပေါ့ဗျာ။နောက်ပြီးဂျင်းနမ်ဆူးစီကအပြင်ဘက်မှာပဲအယောင်လွင့်ပြီးတော့အတွင်းခတ်အဝစ်စာနာမမောအေးပြားပေါ်မှာအယောင်စွန့်ထင်းတာတိတ်မရှိဘူးဆိုတာကလည်းအလို့သမားရဲ့အတွက်တတော်အေးပါရဲ့အချက်ဖြစ်ခဲ့မှာပဲနော်။ကုံမတ်တန်စီရဲ့နောက်ထပ်အစိပ်ပိုင်းတွေကလည်းဘာတွေရှိသေးလဲရှင်။1886ခုနှစ်မှာမေးဆက်ခဲ့တဲ့2 horse trademark ကတော်တော်ထင်းရှားပါတယ်။ ညင်းနှကောင်ကပေါင်းပြီထက်ထဲကိုတဖတ်ထက်ချက်ကနေဆွဲဖျင်းနေတဲ့ပုံလေသူတို့ပေါင်းပြီရဲ့ကြန့်ခိုင်းမှုကို ပြတာပေါ့ဒါကစာမတက်တဲ့သူတွေတောင်လီပိုင်းပေါင်းပြီဆိုရအလွဲတကူမှတ်မိနိုင်တဲ့မှတ်တမ်းစိတ်ထိခဲ့တယ်ဗျာဒါပေမဲ့အဲ့ဒီခေတ်ရဲ့အရေးတခုလည်းရှိခဲ့သေးတယ်နော် made by white labor ဆိုတဲ့အညွှန်းကစားဟုတ်ပါတယ်အစိုးပိုင်းဂျီမော်မီတချို့ရဲ့အတွင်းမှတ်အညွှန်းမှာ made by white labor only ဆိုတဲ့စာတောင်ပါဝင်ခဲ့မှုတယ်ခင်ဗျာဒါကအဲ့ဒီအချင်းက အမေရိကအနောက်ပိုင်းမှာရှိခဲ့တဲ့တရုတ်လူမျိုးအလုတ္တမားတွေရဲ့ပေါ်ခွဲခြားဆက်ဆံမှုတွေအလုတ္တမားတမကတွေရဲ့ဖိအားတေးမှုတွေရဲ့အရလက်တစ်ခုပေါ့။တမိုင်းရဲ့မဲ့ဖြောက်လို့များတဲ့စိတ်ပိုင်းတစ်ခုပါပဲ။ကွန်မဏီကလည်းနောက်ပိုင်းမှာဒီအလေးထောက်လို့ဖျက်တင်ခဲ့ပါတယ်။ခုနပြောတဲ့တတ်တူတွင်းတွေကတွေ့တဲ့ပေါင်းပြာဟောင်းတွေမှာလည်းဒီစာရန်ပါနေတာကိုတွေ့ရတယ်ဗျာ။ Device Strauss ရဲ့ဘဝံပေါင်းပိုင်းဝန်ကို ပြန်ကြည့်အောင်ပါချင်းသူကစီးပွားရေးမှာအောင်မြင်တယ်လို့လူမှုအကျိုးပြုလုပ်ငန်းတွေလည်းအများကြီးလုပ်ခဲ့လေနော်။ဟုတ်ကဲ့။အလုံးအောင်မြင်ခဲ့ပါတယ်။ သူကဆန်ဖရန်စစ္စကိုကုမ္ပဏီပေါ်ဖွေရဲ့ဗနာဒာရေးမှူးဖြစ်ခဲ့တယ်။ Nevada Bank, Wells Fargo and Company အပါအဝင်ကုမ္ပဏီအများအပြားရဲ့ဒါရိုက်တာလည်းဖြစ်ခဲ့တယ်။ပရိဟိတလုပ်ငန်းတွေကိုလည်းမနှဲလို့ခဲ့ရဗျာ။ Levi Strauss Foundation ကိုတည်ထောင်ပြီးတော့ UC Berkeley Tech တို့မှာပညာသင်ဆုတွေအများကြီးလှူဒါန်းခဲ့တယ်။ San Francisco ကယူအတိုင်းဝိုင်းဥပမာ Congregation Emmanuel ဖျားချောင်းတို့မိဘမက်ဂေဟာတို့ကိုလည်းအကြီးအကျယ်ထောက်ပံ့ခဲ့ပါတယ်။ ူရဲ့ကိုရဲကိုတာဘဝကတော့ဘလို့ရှိလဲရှင်သူအိမ်ထောင်မပြုတ်ခဲ့ဘူးဆိုကွဲလွန်ချိန်မှာသူရဲ့အမွေဒေါ်လာ6တန်းလောက်ရှိခဲ့တယ်လို့ဆိုတယ်အဲ့ဒါဒီနေ့ခေငွေကြီးနဲ့ဆိုဒေါ်လာတန်းတရားကြော်တန်းဖို့ရှိပါတယ်အဲအဲ့ဒီအမွေတွေကိုသူ့တူတွေသူ့ညီမဖီနီရဲ့သားတွေပေါ့နော်နေပရိဟိတာဖွဲ့စည်းတွေကိုခွဲဝေလူရန်ခဲ့ပါတယ်ကုမ္ပဏီကတော့သူ့တူတွေကဆက်လက်ဦးစီးခဲ့ကြတာပေါ့သူ့ကုမ္ပဏီကို1890မှာတရားဝင် incorporated လုပ်ခဲ့ပါတယ်ခင်ဗျ음ဟိုဘက်က တီထွင်သူဂျေကော့ဒေးဗစ်ရဲ့နောက်ပိုင်းဘဝကတော့ဘယ်လိုလဲရှင်။ဂျေကော့ဒေးဗစ်ကတော့လီဗိုင်စထရော့စ်အင်ကိုမှာပဲ1908ခုနှစ်ကွဲလွန်းချိန်ရဲ့အထိဆက်ရောင်ထုတ်လို့ရေးကိုကြီးကျက်ရင်းအလုပ်လုပ်သွားခဲ့ပါတယ်ခင်ဗျာ။သူ့ရဲ့သားဖြစ်သူဆိုင်မန်ဒေးဗစ်ကသူ့ဖိရဲ့ဆက်ရုံစီမံခန့်ခွဲမှုတာဝန်ကိုဆက်ခံခဲ့တယ်။စိတ်ဝင်စားစရာကောင်းတာတစ်ခုကသူ့ရဲ့မိဖြစ်သူဘန်ဒေးဗစ်ကကိုယ်ပိုင်အလုပ်ဝတ်စုံလုပ်ငန်း Ben Davis Clothing ဆိုပြီးတည်ထောင်ခဲ့တယ် အဲ့ဒီကုမ္ပဏီကဒီနေ့အထိမိသားစုလုပ်ငန်းဖြစ်ဆက်လက်ရပ်တည်နေဆဲပဲဗျာသူတို့ရဲ့ logo က gorilla မြောက်ဝင်ပုံလေးနဲ့အော်မျိုးစက်တည်း listen ကန်းချဲကြတာပေါ့နော်အချိန်နေကြာလာတာနဲ့အမြအချင်းမောင်မီရဲ့ပုံရိပ်ကလည်းအလုတ်ဝတ်ဆောင်ဆိုတာထပ်ပိုပြီးပြောင်းလဲလာတယ်နော်ဟုတ်ကဲ့သူဖြည်းဖြည်းပြောင်းလဲလာတာပါ အစပိုင်းမှာတော့အလုသမားတွေဝတ်ကြတယ်နော်တော့ American အနောက်ပိုင်းကောင်းပွိုင်းတွေရေပုံရိပ်နဲ့သွေးပြီးလူတွေမြင်လာကြတယ် ဝက်စတန်ရုပ်ရှင်တွေပြီးတော့ရှေ့ဘက်ကလူတွေအနောက်ပိုင်းကိုအလေလာတဲ့ခါဝုတ်ကြတယ်အပျော်စီးမွေးမြူရေးချန်ဒူရန်ချက်စ်ယဉ်ကျေးမှုတွေကနေတဆင့်ပိုးပြီးလူကြိုက်မားလာတယ်အမျိုးသမီးတွေလည်းဥယင်ဆိုင်တာအိမ်မှုကိစ္စလွတ်တာတွေမှာစပြီးဝတ်ဆင်လာကြတယ်ဒုတိယကပိုင်းစစ်အသွင်းမှာတော့ဆက်ယုံတွေမှာဝင်လွတ်ကြတဲ့အမျိုးသမီးတွေ Rosie the River တက်လို့ခေါ်တယ်ရဲ့ဝတ်ဆောင်ရဲ့အစိတ်ပိုင်းတစ်ခုဖြစ်လာခဲ့တယ်အမျိုးသမီးတွေတဲ့တီးတန့်ဘောင်ဘီတွေလဲထုတ်ခဲ့သေးတယ်ဆိုယူဆကြတဲ့အမြင်ကြီးရှိခဲ့လို့နောက်ပိုင်းမှာဇစ်ကိုပြောင်းတုံးခဲ့ရတယ်ခင်ဗျာ အများအားဖြင့်မျိုးသမီးပေါင်းမိတွေကိုဘေးပယ်မှာစစ်တပ်တဲ့ပုံစံမျိုးထုတ်ခဲ့ကြတာပေါ့။ထောင်ကွာ50ပြည့်လို့နေ့တည်ရောက်တဲ့အခါမှာတော့ဂျင်းပေါင်းမိရမာလင်ဘရန်ဒိုဒွိုင်းဝမ်တဲကလို့ဂျိမ်းစ်ဒင်းရပ်ဘယ်ဝါဒါတကောဆဲကလို့ရုပ်ရှင်မင်းသားတွေဝတ်ဆက်မှုကြောင့်လူငယ်တွေကြားမှာပုံကံလွတ်လပ်မှုရဲ့တင်းကဲ့တတစ်ခုလို့ဖြစ်လာခဲ့တယ်။အเจ้าကြီးမှာတော့ဂျင်းဝစ်တာကိုတားမြစ်ခဲ့တဲ့အထီးပဲဗျာ။ဟုတ်ပါ။ အလုတ်ဝစ်ဆောင်ဘဝကနေယဉ်ကျင်းမှုရဲ့ပြယုံအခုဖြစ်သွားတာတကယ်တော့အန်ဩစရာကောင်းတဲ့ခီးပါပဲနော်မြန်မာခေတ် Levine Strauss and Co တော့အခုဘလို့ချင်းနေရှိနေလဲရှင်ကုမ္ပဏီကတော့ယာစုနေအခုကျော်ကာလအတွင်းမှာစီးပွားရေးအသက်အကျအများစွာကဘာစစ်တွေပြောင်းလဲလာတဲ့ fashion ရေးစီးကြောင်းတွေကြားတဲ့ကနေရှင်းထန်းအောင်မြင်လာခဲ့တာပေါ့ style အသက်တွေအမတ်တန်စိတ်ခွဲတွေဥမာ doggers လိုမျိုး ထုတ်ကုန်လိုင်းအစ်စ်တွေအများကြီးမိတ်ဆက်ခဲ့တယ်။အချိန်တန်တော့မိသားစုပိုင်ကုမ္ပဏီအဖြစ်ကနေအများပိုင်အဖြစ်ပြောင်းလဲဖို့ဆုံးဖြတ်ပြီး2019ခုနှစ်မှာ New York Stock Exchange မှာဒုတိယအချိန်ပြန်လည်စာရင်းဝင်ခဲ့ခဲ့ကြ။အဲ့ဒီအချိန်ကကုမ္ပဏီရဲ့တန်ဖိုးကဒေါ်လာ6.6ဘီလီယံရှိခဲ့ပါတယ်။အခုနောက်ပိုင်းတဘာဝပုံလင်းကျင်ထင်းထင်းရဲ့ဘက်ကိုလည်းပိုပြီးအယုံဆိုင်လာတယ်လို့ကြားမိတယ်ရှင်။မှန်ပါတယ်ခင်ဗျ။2023မှာတို့က ြင်းပုံပြီးအဟောင်းတွေကိုပြန်ပြီးတော့အသုံးပြုပြီးချီးမြန်အသစ်ဖြစ် ပြောင်းလဲကဒင်းနင်အထယ်သစ်တွေထုတ်လုပ်မဲ့နီးပင်ရတဲ့အစီအစဉ်ကိုကျင်းညာခဲ့တယ်။ရေရှည်တည်တံ့ရေး sustainability ကိုပို့ပြီးတော့အလေးပေးလာတဲ့သဘောပေါ့။ကုမ္ပဏီရဲ့ရုံးချော်ကတော့ setting care San Francisco မှာပဲရှိနေစေဖြစ်ပေမဲ့ထုတ်လုပ်မှုအများစုကတော့ကုန်ကြမ်းစည်းကိုပို့တတ်တာတဲ့နိုင်ငံရဲ့ခြားတွေကိုပြောင်းရွှေ့သွားခဲ့ပါပြီ။ American ပြည်အောင်စုအတွင်းမှာထုတ်လုပ်မှုကတော့တော်တော်လေးအကန့်အသတ်တွေပဲရှိပါတော့တယ်။ ကဲဒီနေ့ဆွေးနွေးခဲ့တာတွေကိုအနစ်ချုပ်ပြန်ကြည့်လိုက်ရင်တော့လေလီဗိုင်ဂျင်မောင်မီရဲ့ဇက်လန်ဆိုတာတယောက်ထဲရဲ့အောင်မြင်မှုမဟုတ်ခဲ့ဘူးဂျေကော့ဒေးဗစ်ရဲ့လက်တွေ့ကြတဲ့ထီထွင်မှုနဲ့လီဗိုင်စတယောက်ရဲ့စီးပွားရေးအမြင်ကျေမှုတို့ရဲ့အောင်မြင်တဲ့ပေါင်းစပ်မှုတစ်ခုထစ်ခဲ့တယ်အလုတ်သမားတွေအတွက်ရည်ရွယ်ထုတ်လုပ်ခဲ့ပေမဲ့ သူ့မှာရှိတဲ့တက်တောင့်တက်တာရှိမှုအကြမ်းခံမှုနောက်ပိုင်းမှာတော့ယဉ်ကျေးမှုဆိုင်ရာလှုပ်ရှားမှုတွေနဲ့ဖက်ရှင်ရည်စည်းကြောင်းတွေကြောင့်ကမ္ဘာလုံးဆိုင်ရာအမတ်တန်စိတ်တစ်ခုယဉ်ကျေးမှုရဲ့ icon တစ်ခုထွက်လာခဲ့တယ်လို့ပြောရမှာပဲနော်ဟုတ်ပါတယ်ခင်ဗျာဒီဇလန်တစ်ခုလုံးကိုပြန်ပြီးစဉ်းစားကြည့်တဲ့အခါမှာမင်းစရာမေကွန်းတစ်ခုထွက်လာနိုင်ပါတယ်ဗျာဒီလိုကမ္ဘာကျော်ဖက်ထွားတဲ့ပစ္စည်းတစ်ခုရဲ့အောင်မြင်မှုမှာမူလတီထွင်သူရဲ့ဉာဏ်ပညာနဲ့ရည်ရွယ်ချက်စီးပွားရေးတမားရဲ့အမြင်နဲ့စီမံခန့်ခွဲမှုလို့ကဘလောက်အထိအရေးပါခဲ့တယ်လဲ တစ်ဖက်မှာလည်းသုံးဆွဲသူတွေရဲ့မမျောလင့်ထားတဲ့တွန့်ပြန်မှုတွေနှစ်သက်မှုတွေနဲ့ပြောင်းလဲလာတဲ့ယဉ်ကျေးမှုကတော့ဒီထုတ်ကုန်ရဲ့ကံကြမ္မာကိုဘလောက်အတိုင်းအတာတိပုံထွေးခဲ့တယ်လဲပေးရကပို့ပြီးတော့အဆုံးဖြတ်ပေးခဲ့တယ်လို့ဆိုနိုင်မလဲဒါကတော့နားဆင်သူတွေဆက်လက်ပြီးတော့တွေးတော်ဆင်ခြင်ကြည့်ကိုချမ်းထားခဲ့ခြင်းတဲ့အချက်လေးတစ်ခုပါပဲခင်ဗျာ